ချက်နဲ့မမသူရဲ့မိသားစုပြိတ္တတွေကစုပေါင်းပြီးတော့လူတန်းမဲ့အစီအစဉ်လေးအဲဖြစ်ပါလေအလပေါင်းငွေ30ပေါ့အလပေါင်းမနိုင်ကြကျွန်တော်ကိုယ်နဲ့နေမကောင်းပါဘူးစီးတွေတောက်နေရတယ်အဲသို့တော်လည်းကျွန်တော်မနာပါဘူးမနာဘဲနဲ့ညာရင်းချင်းကိုသွားလူဖြစ်သွားတာပါအဲ့ဒါမှလည်းဒီဗီဒီယိုလေးတွေအဲအမှတ်ဟိုမှတ်တမ်းလေးတွေမြင်သွားပြီးတော့ဒါတို့ခေါ်လို့ရပါမယ်ဟုတ်ကဲ့လက်ခုလူမောဒကကိုခေါ်ပေးရအောင် နေချင်းညာချင်းလမ်းပေါ်မှာအေးရတယ်လမ်းပေါ်မှာစားရတဲ့ဘဝလေးတွေပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်မှာတော့ဒီလို page အတူတွေမစမနာထွက်လာရတဲ့အတွက်လေညာဆိုစိတ်မကောင်းဖြစ်မိပါတယ်ဒါမန္တလေးမှာပါလက်ရှိကျွန်တော်ဒါမန္တလေးမှာတကယ်ဖျားစုမန္တလေးဟိုမနက်ကတက်လာတဲ့ post လေးတခုပေါ့အကုန်လုံးကဟိုမှာနိုင်ငံတကာကလည်းအသေးအံဟိုပြည်နေသူတွေရှာတယ်အဲ့လိုရှင်လောင်းကြီးကလဲ့နေတာပေါ့နော်ကျွန်တော်ဆိုလိုတာဒီဘာသာကြီးဟိုမလုံးနဲ့လို့မပြောဘူးလုတ်ပါ ကိုချင်းစာစီလေးနဲ့သွားမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးတွေကတော့မဖြစ်ဘူးပေါ့အဲ့ဒါတော့နည်းနည်းလှည့်လူရှိပြီးတော့သွားတဲ့ပုံစံမျိုးအနေထိုင်းနေတော့အဲ့ဒါကြီးအားလုံးကတော့ကန့်ကွက်ကြတာပေါ့ဗျာအဲ့လိုစိတ်မကောင်းစိတ်မကောင်းလို့ပဲပြောလို့ရမှာပေါ့နော်โอเคပါအဲ့ဒါတော့အဲငလင်းစာဖြစ်ဖြစ်ချင်းပေါ့เนาะနောက်ရက်လေးကြာတော့ကျွန်တော်ဗီဒီယိုလေးလိုင်းပေါ်မှာတက်လာတော်တော်မှာပေါ့เนาะအဲတော်တော်စိတ်မကောင်းစရာပေါ့အဲ့ချိန်မှာကျွန်တော်စဉ်းစားမိတယ် ကိုဘာလုပ်ပြီးနိုင်မလဲပေါ့နော်ပြီးတော့မြင်နဲ့မြင်ကွင်းနေရာလဲတော့ကျွန်တော်တို့အဆင်မပြေဘူးအရင်ခံစားကျွန်တော်ရဲ့ညီကိုမောင်နှမတွေဆိုရင်ဘယ်လိုနေမလဲကျွန်တော်ရဲ့မိဘတွေဆိုရင်ဘယ်လိုနေမလဲပေါ့နော်အဲ့ဒီသိစိတ်ကြီးဝင်လာတော့စားလဲဒီစိတ်သွားလဲဒီစိတ်ဆိုတော့ကျွန်တော်တို့အဆင်မပြေတော့အဆင်မပြေတော့ဆိုတော့ကိုယ့်ကိုယ်လည်းပြန်မေးကြည့်တော့မင်းဘယ်လောက်တောင်လုပ်ပြီးနိုင်မလဲပေါ့နော်ကိုကလည်းကျွန်တော်တို့လူပညာသမားတွေဆိုတာဒီအလုပ်ကလေးတွေရှိမှဟိုမိသားစုအတွက်ကောဂျန်နဲ့ယာယီအတွက်ကအဆင်ပြေပါလေအဲ့တော့ ကိုယ်အတွက်အဆင်မပြေတော့အဲတတော်ကြီးကိုစဉ်းစားလိုက်ရတယ်အဲ့တော့ဘယ်လိုမျိုးလုပ်ပေးနိုင်မလဲပေါ့နော်တွေ့လဲတွေ့ရောအဲ့လိုက်မမှာစာလေးတင်လိုက်ရပါဘောနော်အဲကျွန်တော်ဒီလိုမျိုးလေးမခံစားနိုင်တော့လို့အဲလို့ကူညီခြင်းနဲ့ကျွန်တော်တို့ပါဝင်ကူညီခြင်းနဲ့သူတွေရှိလို့ရှိရင်ဖိတ်ခေါ်ပါတယ်ပေါ့နော်အဲကျွန်တော်ဘသူ့မှာလိုက်ပြီးတော့အဲ့လိုတယောက်ချင်းစီတော့သွားပြီးတော့အကူအညီမတောင်းဘာလို့လဲဆိုတော့လူတိုင်းမှာလည်းသူခက်ခဲကိုယ်စီနဲ့ရှိကြမှာပေါ့နော်အဲ့တော့ ကျွန်တော်စာလေးလေးတင်ပြီးတော့မကြပါဘူးမနဲ့မိုးလဲနာနဲ့စပြီးတော့အဲအလုံငွေလေးတွေဝင်လာတယ်ခင်ဗျဝင်လာတော့ညနေလောက်ထိလဲရောက်လေရောက်တော့ကျွန်တော်မထင်ထားဘူးကျွန်တော်ထင်ထားတာတော့ဘာပေါ့9သိန်း10သိန်းလောက်ပဲရမယ်ထင်တာဒါပေမဲ့လူကြပါတယ်ကျွန်တော်လည်းယုံကြည်ကြတော့ညနေလောက်လဲရောက်လေရောက်တော့သိန်း20လောက်ဖြစ်သွားတယ်အလုံငွေအဲ့ဒါနဲ့ကျွန်တော်ကဘာလို့လဲဆိုကျွန်တော်လက်ထဲမှာမထားတော့မထားတော့ကျွန်တော်လိုက်ရှာကြည့်လိုက်တော့ကျွန်တော်တို့တပင်းစီယုံကလည်းအလုခံနေရတွေ့တယ်တို့ကနောက်ရက်ဆိုလို့ရှိရင်တိုက်ရိုက်သွားလို့မှာလေ ဒါရဲ့သွားလို့မှာဆိုတော့အဲ့နဲ့အရင်းချင်းကျွန်တော်ရာတဲ့ပစံလေးကိုယူပြီးတော့တပည့်စီယုံမှာသွားလုပ်ခဲ့ပါတယ်ခင်ဗျဟုတ်မင်းသားကျော်လေးဝင်းလင်းချက်ပါဝင်းလင်းချက်ကျွန်တော်တပည့်ကမင်းသားကျော်လေးဟုတ်ကဲ့ကျော်လေးညီငယ်ဝင်းလင်းချက်နဲ့မမသူ့ရဲ့မိသားစုပရိသတ်တွေကစုပေါင်းပြီးတော့လူတမ်းမဲ့အစီအစဉ်လေးအဲဖြစ်ပါတယ်အားလုံးပေါင်းဝင်း30ပေါ့အားလုံးပေါင်း30 သိ20ထက်ရှာလို့ရတယ်ရေးသေးတာဘာမှအကိုအစိမ်မစုံတော့တပြည့်တူရဲ့အားရတို့ရဲ့ကျွန်တော်ဒါလေးကိုငရမင်းသမီးလေးတွေအားလုံးရဲ့အားရလူရှင်တို့ရဲ့အားရဆိုင်းဆရာတွေအားရအကုန်လိုပါတယ်ခင်ဗျာပီတီတော့ဖြစ်မိရဲ့ဒါပေမဲ့တိုးတော့လည်းကျွန်တော်အများကြီးလုပ်ပေးချင်တာပေါ့အများကြီးလုပ်ပေးချင်တဲ့ကိုယ်တိုင်လည်းသွားပြီးတော့လူတန်းကျင်တာအခုဆိုလို့ရှိရင်လည်းဟို page အတူတွေပေါ့နော်အဲအလူခံနဲ့ page အတူတွေမြင်တဲ့အတွက်ဟိုအင်မတန်စိတ်မကောင်းဖြစ်မိပါရဲ့ဘာလို့ဆိုတော့ကျွန်တော်အခုချိန်မှာပြည်လဲထူထောင်မှုနေနေတာတာအကုန်လုံးက နေချင်းညာချင်းလမ်းပေါ်မှာအေးရတယ်လမ်းပေါ်မှာစားရတဲ့ဘဝလေးတွေပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်မှာတော့ဒီလို page အတူတွေမစမနာထွက်လာရတဲ့အတွက်လည်းညစွာစိတ်မကောင်းဖြစ်မိပါတယ်အဲ့တော့ကျွန်တော်ရဲ့လူတန်းနဲ့မိတ်ဆွေတွေကလည်းကျွန်တော်ပေါ်မှာတို့ရဲ့အလူလေးတွေပီတိဖြစ်ရအောင်ဆိုပြီးအမှန်တိုင်းပြန်ကျွန်တော်ကိုယ်တိုင်လည်းနေမကောင်းပါဘူးစေးတွေတောက်နေရတယ်အဲသို့တော်လည်းကျွန်တော်မနာပါဘူးမနာဘဲနဲ့ညာရင်းချင်းကိုသွားလူဖြစ်သွားတာပါအဲ့ဒါမှလည်းဒီဗီဒီယိုလေးတွေအဲအမှတ်အမှတ်တမ်းလေးတွေမြင်သွားပြီးတော့ဒါတို့ခေါ်လို့ရမှာလေဟုတ်ကဲ့ ဒါလေးကိုထပ်ပွားလို့ရတယ်ကျွန်တော်ခွန်တလုံးပတ်လိုက်မယ်ကျွန်တော်ဟုတ်လက်ခုလူမောကလေးခေါ်ပေးပါဦးခင်ဗျာရင်းဖက်ရိုက်အောင်မှာစီရမ်းကြည့်ချက်ပူပြီးတော့ဒီနယ်တက်နိုင်မှာစီစော်ကြည့်တီပေါ့နိဗ္ဗာန်ရောက်ပါစေကွာခုနကျွန်တော်ပြောခဲ့သလိုပေါ့တောင်းတဲ့တယောက်ကအမ်ဝေဖွားရနေရလဲမသိဘူးတချို့ကျရင်အရင်အတ္တကြီးရဲ့သူတွေလည်းပါလာတာပေါ့နော်အဲ့တော့ဒါကြီးကတော့ ဟိုမလုံးသိဘူးလို့ထင်တာပေါ့ဗျာဘာလို့ဆိုတော့နိုင်ငံတကာမှာတော့မှဒီတကြံပွဲကြီးရှင်ထိုင်းနိုင်ငံမှာပေါ့နော်ကျွန်တော်အခုသတင်းတွေဖတ်ရတယ်ပေါ့ထိုင်းနိုင်ငံမှာတော့မှရန်စီကားတဲ့ပွဲကြီးဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့ဒီစာနာတဲ့အနေအနေထားနေပေါ့နော်ရှင်းနာမယ်လို့တော့အဲ့လိုလုပ်ထားတဲ့အချိန်မှာဟိုမနက်ကတက်လာတဲ့ post လေးတခုပေါ့အကုန်လုံးကဟိုမှာနိုင်ငံတကာကလည်းအသေးအံဟိုပြည်နေသူတွေရှာတယ်အဲ့လိုရှင်းလောင်းကြီးကလှည့်နေတာပေါ့နော်ကျွန်တော်ဆိုလိုတာဒီဘာသာကြီးဟိုမလုံးနဲ့လို့မပြောဘူးလုတ်ပါ လုတ်ပါသို့တော်လည်းဘုံเจ้าမှာလုတ်လို့ရတာပဲလေဟုတ်တယ်မလားဘုံเจ้าမှာလည်းအလူတွေပေးဗျာအမျိုးစုံဟိုအဓိကအဓိကနဲ့တာမညာလေးခွဲကြပါတော့အဲ့လိုမျိုးလေးပေါ့နည်းနည်းလေးဟိုတွေးပြရမှာပေါ့နော်တွေးပြမယ်ဆိုလို့ရှိရင်ကိုချင်းစာစီလေးနဲ့တွားမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးတွေကတော့မဖြစ်ဘူးပေါ့အဲ့ဒါကိုနည်းနည်းလှလှရှိပြီးတော့တွားတဲ့ပုံစံမျိုးအနေထိုင်နေတော့အဲ့ဒါကြီးကိုအားလုံးကတော့ကန့်ကွက်ကြတာပေါ့ဗျာအဲ့လိုစိတ်မကောင်းစိတ်မကောင်းလို့ပဲပြောလို့ရမှာပေါ့နော်ကျွန်တော်အနေနဲ့ကတော့ ဒါမန္တလေးမှာပါလက်ရှိကျွန်တော်ဒါမန္တလေးမှာတကယ်ဖျားစုမန္တလေးဒါလက်ရှိကျွန်တော်ငလင်းတန်းခံရတဲ့မန္တလေးမှာဖြစ်နေတာနော်တကယ်ဩချတယ်တကယ်ကျွန်တော်ဩချတယ်ဗျာအာအမှန်တိုင်းပြောမယ်ဆိုရင်ကျွန်တော်တို့မှာစက္ကရိယာပိုင်းဆိုင်ရာလည်းအရင်အောင်အားနေနေပါတယ်အဲအားကြောင့်မလို့တတ်နိုင်လောက်ပေါ့နော်ကိုအနည်းဆက်ဆုံးလက်လန်းမီတလောက်ပေါ့အဓိကကိုယ့်ရဲ့ ဟိုသူများတွေအခုချိန်မှာ page အတူတွေကလည်းထွက်มาပဲဟုတ်ဆိုလိန်နေတဲ့အဖွဲ့ကတော့ဒါပေါ့ဟိုဖြည့်ရုပ်ဖြစ်စဉ်အတိုင်းပဲအများနဲ့ပေါ်နေကြဆိုတဲ့အတွက်ဒါမထူးဆန်းတော့ပါဘူးအဲသို့တော်လည်း pride အဖွဲ့တွေကတော့အခုချိန်မှာအစ်စ်မန်တွေအများကြီးပေါ်နေပါတယ်ကိုနဲ့လက်လန်းမီရဲ့ rider တွေကိုအားဖြည့်ပေးပါအဲကိုနဲ့မဆိုင်ဘူးဆိုပြီးတော့မငြိမ်ပေးကြပါနဲ့လို့တောင်းဆိုချင်ပါတယ်ပြီးတော့ဘာသာရေးနဲ့ပြင်ရှင်းမယ်ဆိုလို့ရှင်လဲကျွန်တော်တို့ကစုကကလာကိုရောက်ရှိနေပြီကျွန်တော်တို့ဆရာတော်ဘုရားတွေဟောခဲ့သလိုပေါ့နော်ရက်ပေကြ9တင်းတင်းနဲ့9ကိုကျောင်းကစား ကျန်တဲ့ကောင်းမှာဖျားခဲ့မှာပေါ့မနိုင်ကြည့်အလွယ်အလွယ်နဲ့ကြည့်မယ်ဆိုရင်အလွယ်ပေါ့ဒါပေမဲ့သူအတိတ်ပဲငားရှိတယ်ရက်သက်ဆိုတော့ရန်သူမျိုး၅ပါရက်သက်ချာ၅တင်ဆိုတော့၅ပါတိလာလုံးဂျုံမှာသူကရန်သူမျိုး၅ပါရဲ့ရန်ကင်းဝင်းမှာအဲ့ဒါဆိုပြီးပြီလားသူမပြီးသေးကြောင်းကစောင်းပါကြောင်းကပါလဲဆိုရင်ကကြီး၃ပါယောဂန္တရကတက္ကနာကဒုပိဒန္တကပေါ့ကျွန်တော်တို့အဲ့လိုမျိုးပေါ့ကကြီးကြီးစိုက်နေအဲ့ကကြီးကိုကြော်သွားဖို့တော့ကျွန်တော်တို့တရဏဂုံ၃ပါဘုရင်တဲ့ပြစာမိတမန်တဲ့ပြစာမိတန်ကန်တဲ့ပြစာမိတရဏဂုံ၃ပါလုံးပဲတိလလုံးချုံမှာကျွန်တော်ဒီကဆူကနေကြော်လွားနိုင် အခုမနက်ကလေးကိုဆွေးနွေးမိတဲ့အရာလေးတခုရှိတယ်။တချို့ညရင်ဘုံကြီးကြောင်းကန်းတွေပါတွားတယ်။ဒါမဲ့လည်းအဲဒါဟိုဆရာတော်ဖျားကြီးတွေမဆိုးရင်ကြောင်းလိုက်ဆိုရလဲပြူသွားပြီလေ။အဲ့တော့တချို့ညပြောမှာပေါ့အာဘာသာရေးတွေလုပ်ပြီးတော့ဒီလိုမျိုးတွေခံစားရတယ်ဆိုတာအဲ့ဆိုတော့ကျွန်တော် ပြန်ပြောခြင်းပါဒါဆိုဘုရားဘာသာမဆက်လို့ပဲဒီလိုယူဆရလို့ပဲကျွန်တော်လက်ခံတယ်ဘာလို့ဆိုတော့ကျွန်တော်မျက်စွာဖျားတော်မှဝကြွေးပါလာလို့ရှင်ပြေးဆက်ရတာပဲရဟန္တာကြီးလည်းပြေးဆက်ရတာပဲအဲ့တော့ဒါဘာသာရေးနဲ့မဆိုင်ပါဘူးအဓိကတော့ကျွန်တော်တို့ ီနေ့ကောင်းရင်မနေ့ပြန်ကောင်းပါပဲအဲ့တော့အတိတ်ဘဝကကိုကောင်းခဲ့လားမကောင်းခဲ့လားဆိုရယ်ကိုမသိတော့အဲ့ဒါတပိုင်းထားလိုက်တော့အဲ့ဒီအတွက်ကိုကျွန်တော်တို့အခုချိန်မှာဘာသာရေးလုပ်လဲအတိတ်ဘဝမကောင်းတဲ့ကုသိုလ်ကံပါလာရင်တော့ပြည့်စက်ကိုပြည့်စက်မှာပဲအားကြောင့်မို့အဲ့ဒါကြီးမကြည့်ပဲနဲ့တတ်နိုင်ဆုံးဒီနေ့ကောင်းရင်မနေ့ပြန်ကောင်းမယ်ဆိုရယ်စိတ်လေးမွေးပြီးတော့ပဲစိတ်ကောင်းလေးထားကြပါလို့ပြောချင်ပါတယ်ဟုတ်ကြားခဲ့ဘူးတဲ့လူကြီးတွေပြောခဲ့တဲ့ကကြီး၃ပါးကကျုပ်တို့နဲ့ကြမှာထိတ်တိုက်တွေ့နေပြီထင်ပါရဲ့အားလုံးလည်း လေးကြီးကြပါစေအဲပြီးကြလို့ရှိရင်တိုက်အောင်မှာပြီးနေတဲ့အဲပြည်သူတွေရှိခဲ့မယ်ဆိုလို့ရှိရင်လည်းဟိုအကောင်းဆုံးနေနဲ့ကျမ်းမာဆုံးနဲ့ပြန်လဲပြီးတော့မိသားစုတွေပြန်လဲဆုံစည်းရပါစေလို့ဆုတောင်းပါတယ်